ငပုတ်တင်ကြီးတွေအကြီးတွေပဲဖုံဖုံချောင်းအောင်ပို့ပေးလိုက်တာပါအကြီးပဲเนาะဒီမှာငပုတ်တင်လို့ခေါ်တာတော့ကျွန်တော်တို့ကတော့နောက်တခြားဘာလို့နာမည်ခေါ်သေးလဲတော့မသိဘူးเนาะတခြားနာမည်တွေရှိရင်လည်းပြောပြပေးသွားအောင်เนาะအခုတော့ငပုတ်တင်ကြီးကြီးဆိုတော့အိမ်မှာမမေကငပုတ်တင်ရပြီဆိုရင်လေငဆလူးငဆက်နယ်လောက်တယ်ပေါ့เนาะ तू ကအဲ့လိုမျိုးလေးလှုပ်ထားမယ်ဆိုရင်အကြာကြီးထားခံနေပြီးတော့ချက်ခံနေကြတော့မှရေလေးဆေးပြီးတော့ အဲခရမ်းကျင်သီးလေးနဲ့အဲ့လိုမျိုးလေးနန်းနန်းမင်းလေးအုပ်ပြီးချက်စာအရန်ကောင်းတာငားရဲ့အသားကလေးလေးလေးပင်ပင်လေးနဲ့အဲ့လိုမျိုးလေးပေါ့နော်ဒီတိုင်းငပုတ်တင်ကိုချက်မယ်ဆိုရင်လေအသားအဖွဲ့ဖွဲ့ပော့ပော့ကြီးဆိုတော့စားလို့မကောင်းဘူးအခုလိုမျိုးလေးငါဆလူးငါစနဲလေးလှုပ်ထားမယ်ဆိုရင်လေသူကလေးလေးပင်ပင်လေးနဲ့ပြီးတော့အသားကလည်းမမတင်တင်းလေးဖြစ်သွားပြီးတော့အရန်စားလို့ကောင်းပါတယ်အိမ်မှာတော့ငပုတ်တင်ကိုဆိုရင်ဒီလိုမျိုးပဲငါစနဲငါဆလူးလေးလှုပ်ပြီးတော့ချက်စာလေးရှိပါတယ်အခုဒီမှာမမငပုတ်တင်ကြီးရလာတော့အကုန်လုံးလဲတစ်ခါတည်းမစားနိုင်ဘူးဆိုတော့ငါစနဲငါဆလူးလေးလှုပ် ထားတာပါမမားရဲ့ငပုတ်တင်ငစလူးလုံးကြီးလေးကိုဒီမှာအခုကျွန်တော်ကပြန်ပြီးတော့မျှဝေပေးတာเนาะအဲ့လိုမျိုးလေးစားလေးနဲ့ဖိထားပြီးတော့လေတိန်းထားရေခဲတဲ့တာအပေါ်ခဲခန်းထဲမှာလေအကြာကြီးထားခံတယ်စားခံနေကြတော့မှအဲ့ဒါကိုကြိုပြီးတော့ထုတ်ထားရတာပေါ့เนาะအဲပြီးရင်ရေတစ်ထပ်ဆေးလိုက်ပြီးလို့ရှင်လေအဲ့ဒါကိုခရမ်းကျင်သီးနဲ့ချက်စားအော်အရန်ကောင်းတယ်ငါစနေလေးလိုလဲအရန်မငန်ဘူးပေါ့เนาะပြီးတော့ तू ကအဲလေးလေးပင်ပင်လေးနဲ့မမတင်းတင်းလေးအသားကလည်းအရန်စားလို့ကောင်းတယ် ကဲဒီမှာပါဒီလိုလေးတွေအတုံးလေးတုံးနေအကောင်ကြီးတော့လေးအတုံးနေတုံးလိုက်တယ်၄ဘိုင်းလောက်ပိုင်လိုက်ရတယ်ပြီးတော့မှုန်းလိုက်တယ်ပြီးတော့မှစားလေးကိုလေရမ်းလည်းမများဘူးနဲလည်းမနေဘူးအဲ့လိုမျိုးလေးလူးပြီးတော့လေကဲဒါကိုကျွန်တော်တို့ဘူးတန်းတန်းနဲ့လေတေချာစီရီထည့်ပြီးရေခဲတက်တာအပေါ်ခဲကန်းထဲမှာတိမ့်ထားလိုက်ပါနောက်ချက်စားတော့မှရေတပြန်ဆေးပြီးတော့ခဲညင်သီးနဲ့နှစ်နှစ်ကလေးချက်အိုးရှယ်ပဲဗျာ ကဲအဲ့ဒါဆိုရင်တော့ဒီလိုမျိုးလေးငပုတ်တင်ဝယ်ပြီးတော့လေငပုတ်တင်ရရင်ငပုတ်တင်ကောင်းကောင်းရရင်ဒီလိုမျိုးလေးငစလုပ်လေးလှုပ်ထားလိုက်နော်အရန်စားလို့ကောင်းတယ်အဲ့ဒါပြောပြပေးတာပါအလုံးမဲ့ကျေးဇူးပါတတာပိုင်း